ဇံရရတဲ့ဩဒီလောက်တောင်ဘုမအံ့ဩတယ်နော်ဇံရတဲ့ပုဂ္ဂိုလ်တောင်ဇံရခြင်းတည်းဟူသောအကြောင်းကြောင့်ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်သူ့ကိုလည်းလူယုံမှရှင်းတယ်ပဲထဲထားလွန်စင်းသားတွေကကောင်းဟုတ်လားဇံရလို့ဇံနဲ့နေတဲ့ချိန်တော့ဒါကုသိုလ်နဲ့မွေးလျော်နေတော့သူတော်ကောင်းလို့ပြောရမှာပါပဲဟုတ်လားသို့တော့အဲ့ဒီဇံရတာကိုအကြောင်းပြုပြီးတော့ကိုကိုကိုမြင့်တယ်ပဲသူများကိုနှိမ့်ချမယ်ဆိုရင်အဲ့ဒီမြင့်တင်နေတဲ့အချိန်နှိမ့်ချနေတဲ့အချိန်မှတော့သူကဘာဖြစ်နေတော့ တယုံမှဖြစ်နေပြီဟုတ်လားလူတိုင်းဒီခံစားချက်ကိုဘုံဘုံကအလွန်နားလဲစေခြင်းဘုံဘုံလည်းကိုယ့်ကိုယ်ကိုမြင့်တင်ပြီးတော့သူများကိုနှိမ့်ချတဲ့သဘောမျိုးတွေနဲ့အများကြီးချိန်ဖန်များစွာနေဘူးပါလေတော်တော်အရသာမဲ့တဲ့ကိစ္စပဲယောဂီတို့လည်းနေဘူးမှာပဲကိုယ့်ကိုစဉ်းစားကြည့်လေသူများကိုနှိမ့်ချတဲ့ကိုယ့်ကိုယ်ကိုမြင့်တင်တယ်ဆိုတာနကုသိုလ်သဘောလားအကုသိုလ်သဘောလားစိတ်ထဲမှာချမ်းသာတဲ့သဘောလားဆင်းရဲတဲ့သဘောလားဆင်းရဲနေတာဆင်းရဲနေတာကိုယ့်ကိုယ်ကိုဆင်းရဲလို့ဆင်းရဲမှတော့မသိဘူး ိုလိုလိုဒီလိုလိုဝါတာတာနဲ့တခါတဲ့နော်မဟုတ်နေတာမဟုတ်နေတာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲဇန်တရားတွေနဲ့ပတ်သက်ပြီးတော့တော့မြတ်စွာဘုရားအဲ့လိုဟောတယ်ဇန်မာမပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်လည်းမကဘူးနော်အာဂတနိဇာယတနာဇာဝိညာဉ်နိဇာယတနာဇာအာကိဉ္စညာယတနာဇာနေဝတင်ညာနာတင်ညာယတနာဇာအလွန်အဆင့်မြင့်တဲ့ဇန်တွေအဲ့ဒီဇန်တွေရပြီးတဲ့နောက်မှာဒီဇန်တွေရခြင်းတည်းဟူသောအကြောင်းကြောင့်သူများကိုနှိမ့်ချမယ်ကိုကိုကိုမြင့်တယ်မယ်ဆိုရင်လည်းအဲ့ဒီ ဇံရတဲ့ပုဂ္ဂိုလ်ဟာလူယုံမှာစည်ရင်လည်းပဲဝင်နေသေးပဲလို့အဲ့လိုမျိုးဆိုပြဟောတာ။တော့ဇံရချင်းတိဟူသောအကြောင်းကြောင့်ကိုယ်ကိုမမြင့်တင်ဘူး၊သူများကို မနှိမ်ချဘူးဆိုလို့ရှိရင်တပါတော့သူတော်ကောင်းလို့အဲ့လိုပြောတယ်။နောက်ဆုံးဘဲကြမှာဒေသနာဆုံးသွားလို့ဆိုဏိရောဓသမဘဝင်စားတယ်တဲ့။ဟောဏိရောဓသမဘဝင်စားတယ်ဆိုတာကြတော့သူကအနာဂံလည်းဖြစ်မှနော်စတုဒ္ဓဇံလည်းရမှ ယဟန္တာလည်းဖြစ်တယ်ဆိုရင်တော့အတိုင်းထက်မှာပေါ့နော်အ ਨੇ ဆုံးအရိယာမေညာဖွညာကအနာဂံအဆင့်ကိုရောက်မှဇံလည်းပဲသရုဒ္ဓဇံကိုရမှဒီရောဒသမပတ်ဆိုတာဝင်စားလို့ရတာနော်ခုနှစ်ရက်တိတိစာရတောက်တာတွေကျင်ကြီးကျင်ငယ်စွန့်တာတွေဘာမှမလုပ်ဖဲနဲ့ဇူးမလည်းတက်လို့မသေးပဲနဲ့အဋိဌံနဲ့နော်ရုပ်ဒုက္ခနံဒုက္ခတွေနော်အတိုင်းတာတစ်ခုထိကင်းကွာပြီးတော့နေတဲ့အနေအထားမျိုးလို့အကျဉ်းပြန်ပြောလို့ရတယ်ဒီရောဒသမပတ်ဝင်စားတယ်ဆိုတာဟုတ်လား အဲ့ဒီနိရောဓသမဘတ်ဝင်စားတဲ့ပုဂ္ဂိုလ်ကတော့တဲ့သူကဘယ်နေရာမှာမှဘယ်အချိန်မှာမှဘယ်ပုဂ္ဂိုလ်နဲ့မှဘာမှအထင်မှားစရာမရှိတဲ့အတွက်ကြောင့်သူများကိုနှိမ့်ချတဲ့သူကသူမြင့်တင်နေဆိုတာမရှိဘူးတဲ့ဒါမှမဟုတ်ကတော့သူတော်ကောင်းတယ်သူကသူရုံမှာဖြစ်စရာအကြောင်းမရှိဘူးဟုတ်လားအဲ့တော့ဘုန်းတို့ဒီသူတော်ကောင်းဆိုတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့ဒီသုတ်တံကိုခြေခံပြီးတော့ပိုင်ပိုင်နိုင်နိုင်ဘလို့နားလေထားတဲ့လေနော်ငါငါဘာကြီးဖြစ်လို့နေလဲ ဟုတ်လားအဲ့ဒီဖြစ်ချင်းတည်းဟူသောကြောင့်ကြောင့်သူများကိုနော်နှိမ့်ချမယ်ကိုကိုကိုအထင်ရောက်ပြီးတော့မြင့်တင်နေမယ်ဆိုရင်ငါဟာလူယုံမှာစည်နေဝင်လေစေပဲလို့နားလေရမယ်နော်ဘာကြီးဖြစ်လို့နေနေအဲ့ဒီဖြစ်ချင်းတည်းဟူသောကြောင့်ကြောင့်သူများကိုမနှိမ့်ချဘူးကိုကိုကိုမမြင့်တင်ဘူးနော်သူများကိုနှိမ့်ချတယ်ကိုကိုမြင့်တင်တယ်ဆိုတာအဲ့လိုပြောရင်မျက်စိလဲမှလည်းစိုးရသေးတယ်အဲ့လိုကြီးတော့ဒီလိုဆိုတာမလုပ်ပါဘူးလို့ထင်ကောင်းထင်မယ်အဲ့ဒါဆိုရင်ဘလို့ဆင့်ဟိုစကလုံးကိုဘလို့ရှော့ပြီးတော့ပြောအောင်လို့ဆိုတာ ထင်သေးတယ်ဟောသူများကိုအထင်သေးတယ်အထင်သေးတယ်ဆိုတာထဲမှာနှိမ့်ချတဲ့သဘောမပါဘူးလားပါတာပေါ့အထင်သေးသေးသလောက်နှိမ့်ချတယ်အထင်အရင်သေးသွားပြီဆိုရင်စကားပုံပြောကျင်တော့ဘူးမတူတယ်လို့မတန်သွားတခါတည်းသူများကိုအထင်သေးလုံးအားကြီးသွားဟောကိုယ့်စိတ်ထဲကဘလို့အနေထားမျိုးမှသူများကိုအထင်သေးတာလည်းများတော့တခါတည်းကျတော့ကိုကတော်လုံးလို့သူ့ကိုအထင်သေးတယ်ဆိုတဲ့သဘောမျိုးမဟုတ်ဖဲနဲ့ तू ကညံလုံးလို့အထင်သေးတာမျိုးလည်းရှိတတ်တယ်ဟုတ်တယ်မဟုတ်လား ကိုကိုယ်တော်လို့ပြုလို့ရလို့တော့မဟုတ်เนาะအလုံးကိုသဘာဝမကြပြီးတော့အလုံးကိုဆက်ဆုပ်เสียကောင်းတဲ့စိတ်နေသဘာဝတွေရှိတဲ့လူတွေနဲ့တွေ့တဲ့အခါမှာဘုန်းဘုန်းတို့များသောအဖြစ်အဲ့ဒီကိစ္စတောက်မခံနိုင်ဘူးเนาะဘာဖြစ်လာပြီးတော့အထင်သေးလာပြီလူယုံမှာကိုယ်ဘာလူယုံမှာဖြစ်အောင်အဖော်ညှိတော့လားဟုတ်တယ်မို့လားစဉ်းစားစဉ်းစားเนาะတကယ်တမ်း तू လည်းကောင်းတာမဟုတ် तू မကောင်းလို့ကိုယ်ကဘာဖြစ်ပြီးတော့အထင်သေးပြီအထင်သေးပြီဆိုတော့ကိုယ်က မသိမသာနော်ငါကသူလိုတော့မဟုတ်ဘူးကိုကိုကိုသူ့တဲ့တော့ဘာဖြစ်တော့ပါတယ်ထင်းနေတော့ပါတယ်မဟုတ်လားကိုကိုမြင့်တင်တဲ့အပိုင်းမှာပါလာတယ်သူ့ကိုနှိမ့်ချတဲ့အပိုင်းနေပါလာတယ်ဩဒါကြောင့်လူမိုက်ကိုမပေါင်းရဘူးလို့ပြောတယ်မြတ်စွာဘုရားရဲ့မင်္ဂလာတရားဟာဒီအထိကျေပြန့်တယ်ဆိုတာကိုမြင်ကြည့်